အစိမတွေထပ်ပိုလာတယ်လို့သက်တည်ပြနေတဲ့မျိုးကိုကိုစံခေကလာရဲ့ပြောင်းလဲပုံရအလိမ်ပြောင်းတယ်ဆိုတာဟာစမ်းကြဲတဲ့ကိစ္စတရတော့မဟုတ်တော့ပါဘူးမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လိမ်ပြောင်းတာဟာတော်လင်းပုံမှာခက်စားနေခဲ့ပြီဖြစ်ပါတယ် transgender တွေကအရင်ကမှလှပနေပြီးတော့နေပဲအစုံမှာအောင်မြင်နေကြတာကိုပြည်သက်တို့လည်းသိမြင်ခဲ့ပြီးသားဖြစ်မှာပါဒီထဲမှာမှလိမ်ပြောင်းနှာမယ်မျိုးကိုကိုစံဟာလည်းကြောက်အပါဝင်ပဲဖြစ်ပါတယ်အနှာမယ်မျိုးကိုကိုစံကမေယိုပါနှကောင်းတွေကိုဒိန်ပေါင်း1800ကျော်အကုန်ကြခံပြင်ခဲ့ပြီးတော့ miss universe မြန်မာမှာမိုးကုတ်မြို့ရဲ့ကိုစား ြုတ်အနေနဲ့ပါဝင်ရှင်ပြန်ခဲ့တဲ့အလမယ်လေးတယောက်ပဲဖြစ်ပါတယ်။ဒါဟာဒုတိယအကြိမ်မြောက်ပြန်လည်စူးစမ်းခြင်းပဲဖြစ်ပါတယ်။အလမယ်မျိုးကုပ်ပေါ်ဆိုင်ရဲ့ငယ်ဘဝက LGBT ဖြစ်ခဲ့တာကြောင့်မလို့ဖက်ခဲပြီးတော့မိသားစုဝင်တွေနဲ့အဆင်မပြေတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။သူငယ်ငယ်တုန်းကတော့ယောက်ျားလေးဖြစ်ချင်လားမိန်းကလေးဖြစ်ချင်လားလို့မေးလာခဲ့ရင်အရိုက်ခံရမှာဆိုတာကြောင့်ယောက်ျားလေးဖြစ်ချင်တယ်လို့ပဲအမြဲတမ်းလိမ်မိဖြေခဲ့ရတယ်လို့ဆိုပါတယ်။အခုလိုမျိုးငယ်ဘဝဖြစ်ပျက်တွေကိုအခြေခံပြီးတော့2021ခုနှစ်မှာ LGBT နဲ့ Transgender မျိုးသမီးတွေကိုကိုးစားပြုတဲ့နားလည်မှုရေဒီယိုဆိုတဲ့စာအုပ် ကိုရေးသားဖြန့်ချီထုတ်ဝေခဲ့ပြီးတော့လမ်းမယ်ရလူသိများလာခဲ့တာပဲဖြစ်ပါတယ်အမျိုးသမီးအဖြစ်မွေးဖွားလာခဲ့တာမဟုတ်ပေမဲ့လည်းသူ့ရဲ့စိတ်နှလုံးကအမျိုးသမီးလေးတယောက်လိုဖြစ်နေတာကြောင့်ခက်ခဲတွေကြာကနေပြီးတော့ရင်ဆိုင်ပြီးတော့အလှမယ်တယောက်အဖြစ်ရည်တည်နေတဲ့သူ့ရဲ့ကြိုးစားမှုကတော့တကယ်ကိုခုန်ယူစရာပါပဲရေးသားတို့နေနေရောလိန်ပြောင်းမျိုးသမီးတွေပေါ်မှာဘလို့ထင်မြင်မိကြပါသလဲရှင်လိန်ပြောင်းမျိုးသမီးတယောက်ကသာချစ်သူအမေနဲ့လက်ချက်ပေါင်းတရမယ်ဆိုရင်တော့ဘာတွေဘလို့ခံစားရမယ်လို့ပြည်သက်တို့ထင်မြင်မိပါသလဲဆိုတာကိုပြောပြပေးခဲ့ကြပါဦးရှင်